မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ဖေးရင်းရေဒီယာနဲ့ပတ်သက်ပြီးတောက်ကြသားသမီးများအတွက်ကျန်းမာရေးစီးပွားရေးလူမွေးရေးနဲ့ပတ်သက်တဲ့တပတ်တာကန်ဆာတာဟော့စတယ်တွေကိုဝင်မြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးမစားခင်မှာကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်ဘီယာဘူးတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြု၏စစ်ပိုင်းဗီဒီယိုနဲ့လက္ခဏာဂမ်ဘီယာဘူးတာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ ောက်ချသတင်းများအတွက်ဒီတပတ်တာအနေနဲ့ကတော့မေလ30ရက်ကပြောဇွန်လ9ရက်နေ့အထိကံကြမ္မာချီနေတဲ့ကတော့တောက်ချသတင်းတို့ရဲ့အချင်းတွေကအတက်နဲ့အစင်ကိုရောရှက်နေတတ်ပါတယ်အခွင့်အလမ်းတစ်တွေရောက်လာနိုင်ပေမဲ့အနှဲငယ်အာရတာဖြစ်စရာပြီလဲကြုံရနိုင်တဲ့ကာလဖြစ်တယ်စိတ်ရှိပြီးဆုံးဖြတ်ချက်တွေကိုတေချာစဉ်းစားသင့်တယ်အလုတ်တစ်စတင်လောက်ကန်ခြင်းသူများကတော့ဆေးရောင်းဝယ်ရေးစားတော့ကုန်ရောင်းဝယ်သူများအကျိုးပေးနေပါလိမ့်မယ် ငွေကြေးဝင်ငွေနေရှိတယ်အလူတစ်ခုပြုလို့ရတယ်ဒါမှမဟုတ်ဆိုအလူတန်းတွေပြုလို့ရခြင်းအလူမှာပါဝင်ပတ်သက်ရခြင်းဒါမျိုးတွေလည်းကြုံရနိုင်ပါတယ်မိတ်ဆွေများရဲ့အထင်မြင်လွဲမှားမှုတွေကိုကြုံရနိုင်ခြင်းရှိပါတယ်အလုတ်ကိုင်းနေနေကတော့အလုတ်ခွင်မှာအဖွဲစည်းနဲ့ပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေတွေဖြစ်ပေါ်လာနိုင်တဲ့အထက်လူကြီးတွေရဲ့အာယုံဆိုင်မှုကိုရရှိနိုင်တဲ့အတွက်ကိုယ့်ရဲ့အရေးချင်းကိုပြသဖို့အခွင့်ကောင်းအခါကောင်းဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ဘက်တွေရဲ့အနောက်ဘက်ကတော့တတိထားတဲ့အခြေအနေဖြစ်ပါတယ် ငွေကြေးအနေနဲ့ကတော့အနည်းငယ်သတိထားရမယ့်အချိန်ကာလဖြစ်တဲ့အလင်းစလိုငွေကုန်ကြေးကြမှုတွေဖြစ်တတ်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးသတိထားဆောင်ရွက်တဲ့ကာလဖြစ်တယ်။ယင်းနည်းမြုံနှံမှုလို့ဖို့အချိန်ကောင်းမဟုတ်သေးဘူး။ငွေစုဆောင်ခြင်းတွေပြုလုပ်ဖို့တော့ကတော့အချိန်ကောင်းအခါကောင်းဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဒီတစ်ပတ်မှာစိတ်ဖိစီးမှုတွေကြောင့်ခေါင်းကြိုက်တာ ိမ်မပြောတာတွေဖြစ်တတ်ပါတယ်တတ်နိုင်တဲ့လောက်မိမိစိတ်ကိုဖြေလျှော့ဖို့ကြိုးစားတင်ပါတယ်အချစ်ရေးရမှာကတော့ချစ်သူရှိသူတွေအတွက်ဆက်ဆံရေးမှာနားလည်မှုတွေလိုအပ်နေလိမ့်မယ်အပြန်အလှန်ယုံကြည်မှုထားပြီးပြဿနာတွေကိုအေးအေးဆေးဆေးဖြေရှင်းသိမ်းတဲ့အချိန်အခါဖြစ်တယ်အိမ်နောင်ရှင်တွေအတွက်ကတော့မိသားစုကိုအချိန်ပေးသိမ်းတဲ့အချိန်အခါဖြစ်ပါတယ်ကံကောင်းစေတဲ့ခဏန်းတွေကတော့၅ခဏန်း၁၄ခဏန်း၂၃ခဏန်းတွေပဲဖြစ်ပြီးတော့ကံကောင်းစေတဲ့အရာတွေကတော့အဖြူရောင်နဲ့မိုးပြရောင်တွေပဲဖြစ်ပါတယ် အကြံပြခြင်းရောဒီတစ်ပတ်မှာစိတ်ရှည်ခြင်းတိခန့်ခြင်းတွေပြုလုပ်ပါမလိုအပ်တဲ့အငင်းပွားမှုတွေကိုရှောင်ချပါငွေကြေးကိစ္စတွေမှာအထူးကူပြုတတိစားဆောင်ရွက်သင့်ပါတယ်လို့အကြံပြုပေးလိုက်ပါခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးကဒီနေ့ဒီလောက်ပါခင်ဗျာနောက်စီစဉ်များကိုဆက်လက်အပ်ပေးနိုင်ရတော့ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ခမရောက်ပြုတာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ